အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါဒီအပိုင်းမှာပဲ Liverpool ကလုံးဝမထင်မလောက်အောင် Premier League မှာ၄ပွဲဆက်တိုက်ရှုံးပွဲတွေ့ပြီးတော့ဒါအခုဇာထိတ်ကအာဆင်နဲ့ခုနှစ်မှတ်ကွာနေတယ်ဒီချိန်ထဲမှာနောက်ဆုံး6ပွဲမှာ5ပွဲထိရှုံးထားတဲ့ Liverpool အသင်းကိုပိတ်သက်တော်တော်များများကစိတ်ပြတ်နေပြီးနီးပြအာနီစလော့ပေါ်တော်တော်များများမေးခွန်းထုတ်နေတယ်ဆိုတော့တချို့ report တွေမှာကြတော့အာနီစလော့ကို ကလောရဲ့အသိန်းကိုကင်တွယ်ခွင့်ရတာကသူကံကောင်းခဲ့ပြီးအဲ့အသိန်းရဲ့အချိန်ဝါနဲ့ပဲအချိန်ကြောင့်ပဲသူပရီးမီးယားလိချန်ပီယံဖြစ်တယ်ဆိုပြီးတော့ပြောဆိုမှုတွေဇတိုက်ရှိနေလို့ယာဂန်ကလော့ကို ပြန်လာဖို့ဆန္ဒရှိပြီးအာနီဆော့နေရာကိုအပြောင်းလဲလုပ်ဖို့ဆန္ဒရှိတဲ့အကြောင်းလီဗာပူးပြည်သက်တော်တော်များများကစပြီးတော့အတန်းတွေထွက်ပြီးပြောနေကြတယ်ဆိုအာနီဆော့ကပထမရာသီမှာတွင်လီဗာပူးအသင်းနဲ့တူအချိန်20မြောက်အမပေးချန်ပီယံဆူဖလာကြီးကိုထိုက်တန်တဲ့ရရှိခဲ့တယ် ါပေမဲ့လေလီဗာပူးအသင်းရဲ့ဒီနေ့ယာတီမှာစံချိန်တင်ပြောင်းရွှေ့ချီတွေတုံးထားသည့်တိုင်အောင်မနစ်ကထက်တောင့်တမှုမရှိဘဲဇက်တိုက်ရုံးကန်လာရတဲ့အသင်းပေါ်ကိုပြည်သက်တော်တော်များများဝေဖန်ကြတယ်အထူးသဖြင့်ကလကတောင်အမေရိကကစားမားတွေနေရာမှာဥရောပကစားမားတွေကိုအာနီစတိုကအစားထိုးခဲ့တဲ့အပေါ်တချို့ပြည်သက်တွေကတိတ်တဘောမကြဘူး။နောက်ဒီနေ့ရာသီအတွင်းမှာကစားမားတွေအများစုကို right place ထားခြင်းမရှိဘဲနဲ့သူ့လိုတလိုအပြောင်းလဲတွေလုပ်နေတော့အသိရဟန်ချက်မညီတဲ့အခြေအနေတွေကိုရင်ဆိုင်ရပြီးတော့တကယ်တမ်းအရေးအကြောင်းမှာနီးပြတယောက်ရဲ့အရေးသွေးကိုကောင်းကောင်းမွန်မွန်ဖော်ပြနိုင်ခြင်းမရှိခဲ့ဘူးသူ့မှာ plan B plan C မရှိဘူးလို့ပြည်သက်ပရမများကယူဆကြပြီးတော့အာနီစလောနေရာမှာအပြောင်းလဲလုပ်ဖို့ဆန္ဒရှိနေတယ်ဒီနေရာမှာယာဂင်ကလော့ကအော်တိုပါဒီ international week ပြီးတဲ့အချိန်မှာသူ interview တခုလုပ်ခဲ့တယ်အဲ့ဒီ interview မှာဘာပြောလဲဆိုတော့ အင်တာဗျူးလုပ်တဲ့သူကတစ်ချိန်ချိန်မှာဘောလုံးလောကတဲ့ကိုဝင်ပြီးလီဗာပူးအသင်းကိုပြန်သွားကင်နိုင်လားဆိုတဲ့မေးခွန်းကိုမေးခဲ့တဲ့အချိန်မှာနိပြလောကအတွက်လုံဆောင်ရတဲ့အပိုင်းတွေကိုသူသဘောမချိုက်ဘူးဥမာတပတ်အတွင်း press conference သုံးခါလုပ်ရတယ်7နှစ်လောက်အချိန်ပေးရတယ်မိုးရီထဲမှာဘလုံးပွဲအတွင်းမှာ3နှစ်လောက်ရက်နေရတာဒီတခြားကိစ္စတွေတော်များများသူမလုပ်ချင်တော့ဘူးဒါတွေကိုသူလုံးဝလည်းပြန်လဲမလွမ်းဘူးလုံးလည်းမလုပ်ချင်တော့ဘူးဒါပေမဲ့ သူ့ရဲ့ club house လီဗာပူးကသာတကယ်လိုအပ်မယ်ဆိုရင်တော့လီဗာပူးကိုနောက်တစ်ချိန်ပြန်လာမယ်အင်္ဂလန်မှာတော့နောက်ထပ်ဘဲအသင်းကမှနီးပြလို့ပူဆန္ဒမရှိဘူးလုံးဝမဟုတ်လဲသူအတိအကျပြောထားပြီးတော့လီဗာပူးသားလိုအပ်လာခဲ့ရှင်တော့သူပြန်လာပေးမယ်ဆိုပြီးပြောထားတယ်အဲ့ဒါကအခုလီဗာပူးနောက်ပိုင်းပွဲတွေမရှုံးခင်မှာပြောတဲ့ interview မှာဖြစ်တယ်ဆိုတော့ဒါအကြီးကြီးအဖြစ်အနီစရောနေရာမှာကလော့အစားထိုးဖို့ပြည်သက်အများစုကမျှော်လင့်ထားတယ်ပြည်သက်တရားပေါ့ပြည် အာယာဂင်ကလော့တာဒီလောက်ဘတ်ဂျက်နဲ့ဒီလောက်ဒူအင်အားကိုကန်ရရင်လီဗာပူးကိုရှင်းနိုင်စရာအကြောင်းမရှိဘူးလို့လည်းယုံကြည်နေကြတယ်ဆိုတော့ဒီနေရာမှာအခုဒီလက်ရှိဒါဘယ်လိုပြောမလဲဗြိတိန်ရဲ့မီဒီယာတွေရဲ့ဖော်ပြချက်ရလီဗာပူးအသင်းကတော့ အာနီစလော့ကိုလောလောဆယ်မှာလမ်းခွဲဖို့အစီအစဉ်လုံးဝမရှိကြောင်းနဲ့လက်ရှိနေပြအာနီစလော့ပေါ်ယုံကြည်မှုအပြည့်ဝပေးထားကြောင်းမိုက်ကယ်အဒူအပါဝင်အသင်းတောင်ရှိသူတွေကအသိပေးထားတယ်ဆိုတော့လက်တော်မှာတော့အာနီစော့ရဲ့ဂျော့ကလုံးဝဆေးဖြစ်တယ်ကလပ်ကိုယ်တိုင်ကသူ့ကိုတတ်တန်းထပ်တိုးဖို့တော့လုပ်နေတယ်မနေ့ကအောင်မြင်ခဲ့တဲ့ဆွမ်းဆောင်ရေးကြောင်းလီဗာပူးအသင်းကအာနီစော့ကိုကာလာရှိချတတ်တန်းထပ်တိုးဖို့လုပ်နေတယ်ရလတ်တီစိုးနေသည့်တိုင်အောင် လီဗာပူးအသင်းနီးပြရာသူတို့အာနီစလိုကလုံးဝဆေးဖြစ်နေတဲ့အကြောင်းနဲ့ဒါပေမဲ့လီဗာပူးအနေနဲ့မစ်တယ်ဆီဇန်မှာတော့ဒီပြတယောက်ကိုအပြောင်းလဲလုပ်လို့လုပ်ထားမရှိတဲ့အစင်လာကြောင်းအာနီစလိုကိုတေချာပေါက်ဆက်ထားဖို့ရှိတယ်လို့ဆိုတယ်ဒါပေမဲ့လည်းကလပ်ကအရန်ဆိုးဝလာတဲ့အခြေအနေဒီ တကယ်ကိုအချိန်ရန်ရုံးကန်ရပြီးတော့ဥရောပဝင်ခွင့်အတွက်ပါစိုးရိမ်ရမယ်အချိန်မျိုးဆိုရင်တော့ဒါယာဂင်ကလော့ပြန်လာကောင်းပြန်လာနိုင်တယ်ဆိုပြီးလဲပေါ်ပြထားတယ်ဆိုတော့လီဗာပူးကအခုဒီလာမယ့်ဒီဂျာရဲ့အတွက်မှာခရစ်စတပလစ်နဲ့ကာဘွန်ကက်စရုဒ္ဓအဆင့်ကံမယ်ပြီးတာနဲ့ပွဲချက်ကာလာဖြစ်အက်စတိုဗီလာကိုအင်ကွင်ရယ်မက်ဒရစ်ကိုအင်ကွင်ပြီးမန်ချက်စတာစီးတီးကိုအဝေးကွင်း ဒါဇက်တိုက်ကြရမယ်။လာမဲ့၃ပွဲဟာမန်စီးတီးကိုအဝေးကွင်းမထွေးကိုအိမ်ကွင်းဗီလာကိုအိမ်ကွင်းပယ်လစ်ကိုအိမ်ကွင်းကြရမယ်ဆိုတဲ့ကြောင့်သူတို့ပွဲချက်ကလာဖြစ်တယ်။ဆိုတော့လီဗာပူးပြည်သက်တီကအာနီစလိုနီယာမှာယာဂန်ကလော့ကိုပြန်လာစေချင်ပြီးကလော့ကလည်းတကယ်သာလိုအပ်ရင်သူလီဗာပူးကိုပြန်လာဖို့အသင့်ရှိတယ်။ဒါမဲ့လီဗာပူးဘက်ကတော့အာနီစလိုဟာသူ့ရဲ့ယာတုနဲ့ထိုက်ကန်ပြီးဆေးဖြစ်ပြီးတော့လောလောဆယ်မှာထုတ်ပေးဖို့တော့အစီအစဉ်မရှိပဲတက်တန်းတိုးဖို့တော့သူတို့ဘက်ကစီစဉ်ထားတာရှိတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်